ုမင်္ဂလာပေါင်းနဲ့ပြည့်စုံတော်မူကြပါစေသစ္စာရှိစွာဖြင့်တိုင်းပြည်ကျိုးတည်ဖို့ဆောင်ရွက်တိုင်းအမြဲအောင်မြင်တော်မူကြပါစေမြတ်မအနုတပင်ဆက်လို့ဆွေးနွေးကြအောင်လို့တောတက်ရှင်များခင်ဗျာလွန်ခဲ့တဲ့အပတ်ကကျွန်တော်တို့တင်ပြဆွေးနွေးခဲ့တဲ့အကြောင်းများလည်းမှတ်မိတော်မူကြပါလိမ့်မယ်အခုဆက်လက်ပြီးတော့ကျွန်တော်တို့အရှင်ခါမှာကတော့အရင်ဘက်ကလည်းဒါစထားကြတော့စထားကြတာပါပဲဝင်းကြီးပလီတရာဇာနဲ့ ရှင်းပညာရှိကြီးများပေါ့လေရေးထားကြတဲ့မင်းကြီးဥစ္စာတို့ရေးထားတဲ့တချင်းတွေဟာဒုံးမကြိုက်တာကိုဒုံးကြိုက်အောင်လုပ်လို့ဖြစ်ပါမလားနောက်တစ်ချက်ကမဟာဂီတဝင်တချင်းကြီးများအားလုံးဟာစီတုံးကြိုက်ပါကလားစီတုံးမကြိုက်တဲ့အကြောင်းဟာဘယ်လိုအကြောင်းပါလဲအဲ့ဒါကိုပဲကျွန်တော်တို့ကြိုင်ကြအောင်ဆိုရဲ့ ကျွန်တော်တို့ပထမဥစွာတောတရှင်မင်းနဲ့ကျွန်တော်တို့ဓတိပြုကဥတည်ပြီးတော့ပထမဆွေးနွေးလာတဲ့အချက်ကိုမျက်ရှင်မပြတ်တဲ့မှာဘူးအဲ့ဒါကမြန်မာရှေးသချင်းကြီးများမြန်မာမူမြန်မာဟာနဲ့တိတိကျကျခိုင်ခိုင်လုံလုံထိမ့်သိမ့်စောက်ရှောက်ထားဖို့ကိစ္စကို တိုင်ပြည်ကလိုလားတယ်အဲ့ဒီကိစ္စကိုအကြောင်းပြုပြီးတော့ကျွန်တော်တို့ဆွေးနွေးနေကြတာဘူးအဲ့တော့ 第一天个安民多农路，农农那个农业人员来听嘛，滴滴家家批多少钱啊？啊，我当然呢，不搞钱那个当然在工年比较长远比较，十万多人家户叫我，明面呢在准备个调查个，当大表，别在那批了。俺这个咋个讲呢？村里人没说咯，文艺部领导样来，民积五啥都路出了，慢慢的。 ဝင်းကြီးပလင်တရတဲ့မင်းကြီးဥစ္စာတို့စာရေးတဲ့အချိန်အခါတမက်ကို ကြည့်မယ်ဆိုရင် နှစ်ပေါင်းတရာလောက်กว่าလေရှင်းအင်းဝခက်ကဝင်းကြီးပလင်တရတာနဲ့မင်းဆက်တဆက်ကုန်းပေါင်းခက်မှာ60မြောက်သောမင်းလက်ထက်ဘာလို့မင်းတရားလက်ထက်ကြရမှာဥစ္စာရေလို့ပေါ်လာတယ်ဥစ္စာလက်ထက်မှာနောက်ထပ်တိုးပြီးတော့ချဲ့လာတာကလားပပျိုးယူရံမွန် မင်းမင်းကြီးဥစ္စာမတိုင်မီကဝင်းကြီးပြေသရလို့လက်ထက်ကကျိုးပွဲတချင်းကများဖြစ်တယ်အဲ့တော့သူတို့ရေးတဲ့တချင်းတွေဟာစီတုံးမကြိုက်တာလို့ဒီလိုတစ်ထစ်ချပြောလို့မရဘူးတကြီးစကားတက်ငယ်ကြဆိုတဲ့စကားလောက်နဲ့ကျွန်တော်တို့မရဘူးခိုင်ခိုင်လုံလုံလေးကျွန်တော်တို့စဉ်းစားကြပြောရအောင်နော်ဝင်းကြီးပလေသရာကဘယ်လိုပုံကိုလဲဆိုတော့မြတ်မဒုရိယဂေတတပင်ဟာ တိတ်သိမ့်မိမ့်မိန်ပြီးတော့ပြက်ွက်မတော်ယုံနေမြမကတိတိကြကြနဲ့ထင်းထင်းပေါ်ပေါ်ခိုင်ခိုင်လုံလုံနဲ့ကြာရှည်ပြီးတော့ကောင်းမွန်သွားစေခြင်းအကျိုးငါရည်တမ်းပြီးတော့တိထွင်းသွားတယ်စိုးရင်လို့တိထွင်းသွားတယ်နှစ်သက်လုံးလို့ဒီပညာကိုဘယ်လိုတိထွင်းသွားလဲဆိုတော့သင်းသင်္ကေတများနဲ့ပမာဖြင့်ဒယဒလူထုံတရားတေတယောဒယနဲ့ဒလူကဒလူတဲ့ထုံကပမာဏအားဖြင့် ရှည်တယ်တူတယ်မတူမရှိလေးတယ်ပေါ့လေမလေးမပေါ့ဒါတွေကိုတီးထွင်းထွက်တဲ့ပုံကူကသောတာလင်္ကာယဂိတတို့ထုံတန့်တင်လာအယစီဝါတန်ကြဟန္တာသုံးမျိုးနဲ့ညှိနှိုင်းပြီးတော့တစ်ခုနဲ့တစ်ခုအတိန်သောအမှားပြမရှိရန်စီမံထားတဲ့တချင်းမျိုးမှာစီတုံးကိုလွတ်ထားမယ်လို့ဆိုတာကျွန်တော်တို့ယုံဒီဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးစီတုံးကိုသူတီးတီးကြကြဂိူးဆက်ရမယ် တန်ခြင်းနဲ့တိတိကျခူးဆိုင်ရမယ်ဟန္တာနဲ့တိတိကျခူးဆိုင်ရမယ်ခူးဆိုင်တဲ့အတိုင်းနဲ့ကျွန်တော်တို့တွေ့တွေ့တဲ့ဥစ္စာကိုလည်းပဲတွေ့ချက်ယူလို့ရတယ်မှားတယ်မှားတယ်တွေ့ချက်ယူလို့ရအောင်သူကြရတယ်လို့ဒါပမာမထန်တရားတွေဆိုရင်ဒါလူတိုင်းနားလေတာပဲသို့တော်လည်းပဲထန်တရားတွေကိုခါကနန်းတာဘလူသေးချာကြရနိုင်ကြည့်တယ်လေဆိုတော့ကြည့်တယ်လို့အလွန်ရှားပါလေကျိုးချက်သုံးဖို့ဆိုတာလည်းဝေးရပါလေအဲ့လိုဖြစ်လာတော့ကဝင်းကြီးပလီတရာတို့မင်းကြီးဥစ္စာလို့ရေးတဲ့တရားများစီတို့မကြိုက်ဘူးလို့မပြောနိုင်ဘူး ကျွန်တော်အဖြစ်အကတော့အာကတော့တီတုံကြိုက်တယ်လို့ဆိုရမှာထားကြောင့်လည်းပဲမဟာကိရဝင်တချင်းကြီးများဟာတဲ့မှာစီတုံမကြိုက်တာဘယ်နှခုလဲစီတုံကြိုက်တာဘယ်နှခုလဲလို့မပြောနိုင်ဘူးပြောရမယ်ဆိုရင်စီတုံကအလုံးကြိုက်တယ်လို့ဆိုရမှာပဲဘာဖြစ်လို့လဲဆိုတော့ဒီတချင်းတို့ဟာကျွန်တော်ဆိုလို့မကြိုက်တော့လဲနောက်တယောက်ဆိုရင်စီတုံကြိုက်တယ်ဒီလိုဆိုတတ်တော့ဒီတချင်းတဲ့မှာရှိတဲ့တချင်းတွေဟာ သူဆိုလို့မကြိုက်တာနဲ့အကုန်လုံးမကြိုက်ဘူးလို့သူတို့မဆိုနိုင်ဘူးလောတချက်ရှိသေးတယ်နော်အရင်ပကလည်းကျွန်တော်ခဏခဏတဖွားဖွားပြောလာလဲစီတုံကြိုက်တာနဲ့တချင်းမှန်ရောလားဆိုတာရှိသေးတယ်အဲ့ဒါကစီတုံအကြောင်းပြောပြောနေလို့စီတုံမှကျွန်တော်ထည့်ပြီးတော့အစီရင်ခံမှမယ်ဒီတော့ကဒုတိယချက်ကစီတုံမကြိုက်တာဘာကြောင့်လဲလို့အဲ့ဒီမေကုံလေးကိုကျွန်တော်ဖြတ်ပြီးတော့ပြောပါမယ် စီတုံးမကြိုက်တာဘာကြောင့်လဲဆိုတော့သောတာလင်ကရဂိတလို့ဆိုတာအသောသမားကအတိသမားလိုက်ရှာရတယ်အတိသမားမပါဘဲနဲ့ဒီတော့သောတာလင်ကရမဖြစ်ဘူးဒါတော့အတိသမားကလည်းအသောသမားနဲ့တွဲပြီးတော့တီးမှုရတယ်သူတို့နှုတ်ကတယောက်နဲ့တယောက်နားလည်မှုရှိရတယ်တသူမသိလိုက်နာတဲ့စီးစနစ်ဆိုတာရှိရတယ်အဲ့ဒီစီးစနစ်တည်းမှာတယောက်ကပိုးနေတယောက်ကလိုးနေမရှိအောင်တိတိကျကျရှိရအောင်လို့ နစ်တခုထားတဲ့ဥစ္စာဟာအဲ့ဒါစီတုံးပမာဏပမာဏဆိုတဲ့ဥစ္စာဟာအဝေးကွာအရှိအတူကိုပြောတာအဲ့ဒါလို့ရှိထားတော့ကတချင်းတစ်ပုတ်မှာဘယ်အခါမှလို့တီးကြတဲ့အခါမှာတချင်းတက်ကြတဲ့အခါမှာဆရာထာမှာဆိုတဲ့လူကဘယ်အတန်လဲခင်ဗျာဘယ်လိုဟန်ဆွဲလဲခင်ဗျာဝါကဘလောက်လဲခင်ဗျာဒီနေရာမှာကျွန်တော်ကဘယ်နေရာကနေမျောရမလဲတယောကနေမျောပြီးတော့တရားကိုရော့အောင်မသွားရဘူးလား ဒီနေရာကတရားထိအောင်တွားရမလားစသဖြင့်ဒီဥစ္စာတွေစနစ်တွေဒါတွေကမေးရမှာပဲဒါပဲတွေကဆရာထားသင်တက်ကလေးကဒါတွေမေးရမယ်ဆရာကလည်းပြောရမယ်အဲ့လိုပြောပြီးသင်လာတဲ့လူရှိပြီဒီအခုဖြစ်နေတဲ့ပြဿနာမျိုးမပေါ်ပါဘူးဒီလိုမသင်ခဲ့တဲ့အတွက်ကြောင့်ကြောကမျိုးခမ်းမြန်များအင်္ဂလိပ်လက်ထက်ကဖြစ်လာတဲ့ကိစ္စလေးတွေဟာအခုနှစ်ပေါင်းအတော်ကြာမှကိုတိုင်းပြည်ကိုအုပ်ချုပ်တော့မှလိုအပ်တဲ့ပညာဂုံမြောက်တဲ့လင်းက လွတ်လပ်တဲ့တိုင်းပြည်မှာရှိရတဲ့အင်္ဂါနဲ့ပြည်စုံတဲ့အချက်များကိုလိုက်ပြီးတော့လူချင်းတဲ့အတွက်ပြန်ပြီးလိုက်ရှာတာပဲဒီတော့တချင်းတက်ပြီးသွားလဲဆိုရင်အတီးသမအတွက်မှာအခန်းအခင်းအခွက်အခုအတော်အသအဲ့ဒီအချက်တွေကိုအင်္ဂါ6ပါးနဲ့ပြည်စုံအောင်ဆရာကသင်ပေးတဲ့အထက်မှာအတော်တစ်ခုပဲကြည်ပါအတော်ဆိုတာဘာလဲအတော်ဆိုတာတချင်းကိုကောင်းတဲ့ကောင်းအောင်အမွန်းတင်ပြီးတော့ပေးတာကိုအတော်လို့ခေါ်တယ်အတော်ကဘယ်နည်းမျိုးရှိတယ်လဲလို့ အတော်ဆိုတဲ့ဥစ္စာဟာကျွန်တော်တို့အတွင်းတော်တဲ့အပြင်တော်တဲ့ပြီးတော့အတွင်းတော်နဲ့အပြင်တော်အပြင်ငုံတော်တယ်ဆိုတာရှိတယ်အပြင်တော်ဆိုတာဘယ်ဟာလဲအတွင်းတော်ဆိုတာဘယ်ဟာလဲငုံတော်ဆိုတာဘယ်ဟာလဲငုံတော်တော်တင်သလားအတွင်းတော်တော်တင်သလားဆိုတာကြည့်ရမယ်ပမားမြေဆိုပါတော့တာသန်းရကုန်ပွင့်မှာမိဥစ္စာရေးထားတဲ့ထဲမှာဒီမြဏဒီရေတီရာကစိမ့်တယ်ကို ချူချူတန်းချင်းပြူလာပြီးရင်စာ78လုံးရှိတယ်အဲ့ဒီ78လုံးမှာပထမ3လုံးဆိုလိုက်တယ်မြနဒီလို့ဆိုဟောဒီမှာဝင်းတော့ရတယ်တဲ့အဲ့ဒဲဒူတဲ့တဲ့အဲ့ဒဲရေးသီရာကစိမ့်တယ်ကို ချူချူတန်းချင်းပြူလာပြီးရင်ဆိုတော့ဟောဒီမှာသူက9ဝါရှိတယ်တတ် ဟိုကရှေ့ကဥစားကမြနဲ့ဒီကတဝါတော့ကတဝါကိုးဝါဟာဒီနောက်ဆုံးတော့တဲ့အတော့ကြတော့ကတဝါတော့တဲ့စုံဖြစ်သွားရောဘာဖြစ်လို့တဝါတော့တယ်ဗျာစုံဖြစ်အောင်လို့တဝါတော့တယ်ဗျာဒါလည်းဒီချက်ပဲရှေ့နာမှာဝင်းသွားတဲ့အတွင်းတော့ဆိုတာကအတွင်းတော့ဆိုတာပုတ်တစ်ခုအပိုက်ပြန်တစ်ခုမဆုံးပေအတွင်းမှာ ဝင်းပြီးတော့အတွင်းကနေတော့တဲ့သူ့အတွင်းတော့တဲ့အတွင်းတော့တော့တင်သည်မတော့တင်သည် အတွင်းတော့တောစဉ်ပြိုင်လဲတဝတောစဉ်ဒီနှဝတောစဉ်ဒီအတော့ကလည်းနှမျိုးရှိတာကိုတဝနဲ့နှဝနှစ်ခုရှိတာကိုနော်အပြင်တော့ရောက်လာတဲ့ခါကျတော့အပြင်တော့တဝတောစဉ်ဒီနှဝတောစဉ်ဒီဟုတ်သလားအဲ့ဒီဥစ္စာကလည်းစည်ရင်းနဲ့တကွဘယ်လိုနေရာမျိုးမှနှဝတော့ရတယ်ဘယ်လိုနေရာမျိုးမှတဝတော့ရတယ်အတွင်းတော့ဆိုတဲ့ကိစ္စကတောတက်ရှင်များသိတော်မူကြတဲ့အတိုင်းပဲတချင်းရလို့ရေးစပ်ပြီးသိုးသွားတဲ့ခါမှာစာရေးအတိတ်ပဲအရာတော်လကောင်း ။ဖန်စင်ဤအတိတ်ပဲအရတော်၎င်းပြည်ပြည့်စေရန်ပုံမှန်ကောင်းမွန်စေရန်အမွန်တင်းပြီးတော့ခလကောင်ကနေဝင်တော့ပြီ။လူတော့ပြီတဲ့အတွက်အရှင်ပြေးသွားတယ်။ပြေးသွားပြီးတော့နောက်ဆုံးအတော့ကြတော့အပြင်တော်လေ။တခြင်းဆုံးတော့လေအပြင်မက်ကနေတော့တယ်။အဲ့ဒီအပြင်တော့ဆိုတာတာဝန်ကဘာဖြစ်လဲ။စီတုံးပမာဏကိုချိန်ပြီးတော့တွေ့ရတယ်။အဲ့ဒီတွေ့တဲ့အခါမှာအဲ့ဒီအပြင်တော့ကျတော့အင်္ဂါ၄ရရှိတယ်။ပထမအင်္ဂါကတဝါတော်တဲ့လားနှဝါတော်တဲ့လား။ ောပါပြီသိပါပြီတဝတော်အမှန်သိပါပြီအဲ့ဒီတဝဟာတရာတော်လားတေတော်လားတေရောတော်လားဟောတန်စင်ကတိတိကျကျလိုက်လာပြန်တေတော်တေရောတော်တရာတော်ဒီဥစ္စာမှန်မှန်တော့နေရလိမ့်မယ်သူ့ဟာနဲ့သူအတန်ကိုက်အောင်ရပြီပမာဏအတိုင်းရှည်လေးရပြီတရာတော်တေတော်တေရောတော်လည်းရပြီတူပေးတယ်လို့ရှင်သောအတော်လားခံသောအတော်လားလွန်းစရာကောင်းသောအတော်လားဘယ်လိုအတော်မျိုးလဲကြည့်ရပြန် ရပါပြီအင်္ဂါ300ပြည့်စုံပါပြီရှိထားတော့ကနောက်ဆုံးမှာမင်းကြီးဥစ္စာတို့လက်ထက်မှာပေါ်လာတဲ့ယူရီးယားတို့မွန်တို့ဘာလို့ပလာတော့မွန်ဒေါ်လာယူရီးယားဒေါ်လာဗမာပတ်ပြိုဒေါ်လာလို့ရွေးချယ်ရဗျာနဲ့အဲ့ဒီလိုရွေးချယ်ပြီးတော့တိတိကျကျခါခါနေတာဘလူလိုက်တယ်လေဘလူကျကျနေလိုက်အခုလိုက်ဖို့အချိန်ရောက်လာတဲ့အတွက်လိုက်လာလိုက်လာတဲ့အခါကျတော့အမားတွေတွေးကြတယ်တွေးတဲ့အခါပြင်ကြရမှာပဲကျွန်တော်တို့ဥတီထားပြီးတော့မူရင်းကပထမ စစ်ကူးပြီးတော့စလာတဲ့ဥစ္စာကမြန်မာဒူရီယာရှေးသချင်းကြီးများရှေးမူအတိုင်းမြန်မာမူမြန်မာဟာနဲ့ထိမ့်သိမ့်စောင့်ရှောက်တည်ရခံမြဲဆိုကြည့်နေကြရန်အဲ့ဒါပထမအဲ့ဒီအချက်ကိုထိမ့်သိမ့်စောင့်ရှောက်ပြီးတော့ထားပြီးတဲ့နောက်ဒီဥစ္စာကိုမူရင်းထားပြီးတကားလားခေအားလျော်စွာတီထွင်မယ်ဆိုရင်ဒီထွင်ပြီတော့ဒီတော့မူရင်းမပြတ်အောင်ဆိုမူရင်းကိုအခုပြန်လိုက်ရှာနေရမူရင်းရှာတော့ကျွန်တော်တို့ အရင်ဘက်ကကျွန်တော်အစီရင်ခံတဲ့အတိုင်းကျွန်တော်တို့လူမျိုးသားလောင်ခြာတာမဟုတ်ပါဘူးသားလောင်ခေတာမဟုတ်ပါဘူးစီကန်စနစ်နဲ့ရှိတယ်လေလူမျိုးဘယ်ဒီဥစ္စာစီကန်စနစ်မရှိဘဲနေမလဲတခုတည်းစဉ်းစားကြည့်ကျောင်းများမှာတင်တဲ့စကားတွေကဝါဟာအမျိုးမျိုးရှိတယ်ဝလတ်တယ်ဝလတ်ဆိုတာအလေအလတ်အစိတ်အကျဲအနည်းမြန်မာအလတ်စားအကျဲနရီစည်း 那水中啊，东西多么东西，阿里西多么西的天嘛，罗海那个我拉呢罗海那叫我拉的生啊，啥地家都来多，西那瓦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 ，瓦里瓦，西里西，把这个地欧讲听的嘞，啥比罗美国自己那点呢，他西嘛，就的西米嘛，多么我拉的生胡的面啊的，瓦里瓦那的东多么的干，多么的东西多讲。 ဒီအိဋ္ဌိဝေနဲ့သင်ထားမှာပြည့်တရားဥစ္စာပြောကြမရှိဘူးဥနမှန်းနေတာပဲတိတိကျကျပဲအဲ့လိုရှိတာတော့ကကျွန်တော်တို့အခန်းခင်းအကွက်အခုအတော်အသတ်မှာခုတာကဘယ်ဟာမျိုးခင်းတာကဘယ်ဟာမျိုးအဲ့ဒီလိုကိစ္စမျိုးကိုတိတိကျခါခါနဲ့လိုက်ဖို့လိုရတယ်အဲ့ဒီလိုတဲ့အချက်တွေကိုကျွန်တော်တို့ဆက်ပြီးတော့ဆွေးနွေးသွားတဲ့အခါကျတော့ပေါ်လာလေမရှိမေးထားတဲ့မိကွန်းတွေလည်းတော်တော်များတယ်ဆွေးနွေးတင်ထားတာပေါ့လေအခုဆွေးနွေးဖို့တင်ထားတာလည်းပဲ ကျွန်တော်စိတ်ကူးအပြင်ကတော့အင်မတန်လေးကြီးစုတင်ပါလေဒီလိုဝိုင်းပြီးတော့ဒီစောရကတက်ပြီးတော့မေးကြတဲ့ဥစ္စာအမှန်ဖြစ်ကျင်လို့ပဲမှားနေတဲ့စောင့်နေတဲ့ဥစ္စာတခုဟာဘယ်နည်းမဆိုမတက်မချင်းဒီလိုဥစ္စာလှုပ်ရှားနေမှာပဲမှန်းသွားမှာပဲငြိမ်သွားတော့မှာပဲဒီတော့မြတ်မဒုရိယဂေတတပင်ဟာဒုရိယဂေတတပင်ဟာရှင်းနေပေါင်းများစွာကလည်းပေါ်လာခဲ့တယ်ရှင်းအင်းဝက်ခက်ကစပြီးတော့ကျွန်တော်တို့ 我的炼啊，给锻炼莫的，得勤干净的扒嘞，就的心里扒嘞，不会的扒嘞。哎，你这心里个，明年比我不咯，明年乌沙路你地下了对嘛？哪管你来不咯？都去下站看不来了咯。明年乌沙也得心里始终改它呗。妈妈还没见到这下架的，进门注意。走路别人司机们个，从不不咯，下架不咯，通通会电下来，就切干韭菜总部了，韭菜总部这叉架个那来。 ခါကနဲ့နဲ့ဘလောက်လိုက်ရမလဲဆိုတိတိကျကျဆွေဟာပြောတဲ့အတိုင်းမှန်အောင်တီးမှန်အောင်ဆိုတိတိကျကျမှန်မလားပိုင်မလားနိုင်မလားနိုင်ပြီးပြီဆိုတော့နားထောင်ဘာကြောင့်ဒီနေရာမှာဒီသရှင်တီးတယ်ဒီကြောင့်မှပြန်စစ် မတိတိမတိတိုက်တဲ့ဥစ္စာကိုတင်ခုပြောထားရင်ရှုပ်ထွေးသွားမှာဆိုလို့ထန်တရားတင်မှာသင်ရိုးစနစ်နဲ့အတော်ကိုပြထားတယ် now ကျိုးကျလုံးမို့ဂုံသွားတဲ့ခါကျဒုတိယအကျင့်ပြန်ပြီးတော့ထန်တရားတင်တဲ့ခါကျတော့ ဒီနေတန်းစုံတော့လည်းပြောလိုက်ရောဟောငုံတော့ဆိုတော့ပေါ်လာတယ်ကြားဘူးပေါ့ငုံတော့ဆိုတာပဲလို့ဟာလို့ငုံတော့ဆိုတဲ့ဥစ္စာပမာအဖြစ်ဝလက်ရှိဝါရှိတဲ့အပိုက်တစ်ခုမှာအဲ့ဒီအပိုက်တစ်ခုမှာအတော်ဟာဘယ်အခါမှဆိုနှွားတဲ့ဝလက်မှာတော်တယ်လို့မရှိတော့ခြောက်ဝရောက်တယ်ဆိုသူကအတင်းဝင်တော်တော့လာပဲငုံလိုက်တော့လာပဲငုံတော့ရတာပဲအတော်လည်းဆုံးရောတချင်းစာလည်းဆုံးသွားရောစတန်စတာ စတဲ့ကြတော့ရေကြီးတောင် ကလောငယ်အနဲ့လေးရေကြီးတောင်ကလောငယ်အနဲ့တဲ့တဲ့တူတဲ့နဲ့တဲ့တဲ့နဲ့သူကငုံမိတော့တာပဲသူငုံတော့တဲ့အတော်လဲပါသွားတယ်စီလုံးလဲကြိုက်သွားတယ်အဲ့ဒါလောက်တိတိကြကြအတော်မှာကိုပဲငုံတော့အတွင်းတော့တဲ့အပြင်တော့တဲ့ကြကြနေနေရှိတဲ့အဥစ္စာကိုဒါကိုသေချာကျွန်တော်ရှေ့ဆက်ပြီးလိုက်လာလို့ရှိရင်ဖြစ်ရင်ဒီပြဿနာတွေကပုံမိုးပြီးတော့ရှင်းလင်းပြီးသွားပါလိမ့်မယ်လို့မျှော်လင့်ပါတယ်သောတာရှင်များခင်ဗျာကျွန်တော်တို့ဆက်လက်ပြီးဆွေးနွေးရအောင်ဆိုနော် 你家早结束的完嘞。Nada,